ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရင်ရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစောပွင့်ရင်ကိုနှစ်ယောက်ပြောတယ်။ကျွန်မသူပြောတာကိုအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသိခံလိုက်တယ်။ဆိုတော့ကိုကကျွန်မနာမည်ပြန်အောင်သိခါချောင်းကျွန်မပုံကိုရင်ရတတ်ခဲ့တယ်။ကျွန်မသိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမကအညံ့ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တဲပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြစ် စာဖြစ်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေးပြတ်မှုတီးအတေးပြတ်မှုပုံမှန်၄ခုခုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်စက်တော်ရေးပုံမှန်66ကားကြီးရဲရဲပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာအတေးပြတ်လို့ရှိရင်ပုံမှန်၄ခုခု900နဲ့66ကားကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးစက်တော်ရေးပုံမှန်နဲ့အတေးပြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်တွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြေးတာပြပါစီနေမဖြစ်စေချင်ပါဘူးရှင်နော်ကျမကနဲ့နာသူဖြစ်ပြီမယ်ကျမကပဲအသိနဲ့တည်းကိုစင်ချင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးသေးဖြတ်မယ်ဆိုရင်ကျမလုံးဝအသိနဲ့ခံပါဘူးရှင်မဘူးရေးနေကိုလို့ဘောမအနေနဲ့လည်းဘာရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာနေအများကြီးရပါတယ်ရှင်နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင် အားလုံးပဲမင်္ဂလာပါဒီကနေ့မာရီမပူတုနဲ့စောဘုံဟိန်ချစ်ကြိုက်နေဒီမှာဟုတ်မှန်မှုမရှိကြောင်းမပူတုဖြစ်ရင်းလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရက်တည်းကဆိုရင်ကျွန်မအော်အရေးတောင်နဲ့ပြဿနာတက်တယ်ပေါ့နော်ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ကြီးထားမိပါလိမ့်မယ် အဲ့အရေးဆိုလို့ရှိရင်လည်းအယုံဆုံးကျွန်မတို့ပြောတာပေါ့နော်အာကျွန်မဘုန်းကြီးကြောင့်မနေရအားတို့ဓမ္မယုံမနေရအားတို့ဘုန်းကြီးနေညာအားတို့ night club ကပါလေပူစီလို့စသည်ဖြင့်ပြောတယ်ကျွန်မတင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံး तू ကကျွန်မတို့ဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနေရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်ဆိုတော့ပုံကိုယ်ရဲ့ပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတဲ့ခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရှာတယ် ကျမကိုမုန်းလာရတယ်ကျမကိုမကြိုက်လို့ရှင်ကျမကိုမုန်းလို့ရှင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကကျမတို့အတွက်ကကြည်နေတဲ့လူတွေရောနားထောင်တဲ့လူတွေအတွက်ငါသူတပါအကုန်လုံးတွေ့ကြုံရှိရဥပမာကျမအခုအမြင်နဲ့ပြောလေပြောတာရှိတာဖက်တွေဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်တွေဖက်တွေဖက်တွေနေတဲ့အတွက်ကျမဖက်တွေအကြောင်းပြောရဲအမျိုးသားတက်တူခွင့်ကိုပိုင်ပြထန်းခွင့်လွတ်လပ်ခွင့်ဖက်တွေရဲ့အနှစ်သာရတွေကျမပြောတယ် နောက်တစ်ခုကျွန်မ social contract ကြောင့်ပြောတယ်ပုံမှန်65နဲ့ဆက်ဆက်ပြီးကျွန်မ limited government အကြောင်းကျွန်မအမြဲတမ်းပြောလိရှိဆိုတော့ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျွန်မကိုမုန်းလားရတယ်ကျမကိုမကြိုက်ကျမကိုမုန်းရင်ကျမကိုနဲမဲဖြတ်ချင်ကျမကိုတိုက်ခါချချင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited government social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်စင်တစ်ချက်ချင်းပြန်ခြေပလိုက် အဲ့ဒါရွှေရှင်တို့လက်သိက္ခာရှိတယ်။ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါသူတပါးအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရေးမြဖတ်မြရတယ်ငါသူတပါးအကျိုးမရှိရဘူးကျွန်မကမပြောနဲ့ကျွန်မနားရဲမထက်။တော့အရင်တစ်ခါအဲ့ဒီအရေးနဲ့ပြဿနာတက်တယ်ကျွန်မပြောခဲ့တဲ့အကြောင်းရပါ့။လက်ရှိမှာလည်းပြဿနာပေါင်း16000လာကြတယ်။ပြဿနာရဲ့ဈေးငွေစာကိုကျွန်မပြောမယ်နော်။ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစော်ဖုံးရင်ရုံနဲ့ရောက်ပြောတယ်။ ကျွန်မသူပြောတာအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသီးခံလိုက်တယ်အင်းတို့ဂျပန်ကအဖွားတယောက်ပြောတယ်ကျွန်မသီးခံတယ်အခုမြန်မာပြည်တွင်းကဒေါ်တယောက်ကျွန်မကိုပြောတယ်ကျွန်မသီးခံတယ်ကျွန်မဘာလို့သီးခံလဲကဘာအကောင်းဆောင်ဖြစ်တဲ့မေဂန်တမရဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နာတို့မှချက်ထည့်လို့ရှိတယ်လို့မုန်းနေလူတွေရှိတယ်ကျွန်တော်နိုင်ငံမှာလည်းတဖက်ကဒေါန်ဆိုင်စုကြည်ကိုဖျားတဲ့သူကုတုံလုံးလို့ချက်ချပေးမယ်တဖက်မှာဒေါန်ဆိုင်စုကြည်ကိုရောရှာမုန်းတိနေတဲ့လူတွေရှိတယ်။အဲ့ဒီလိုပဲတဖက်မှာတမရုံနဲ့တမရုံခေါင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တက်လို့ရှိသလိုအင်မတန်မှရွှေရှာမုန်းတီးနေတဲ့လူတွေရှိတယ်။ဆိုတော့နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်းမုန်းချင်းချက်တက်လို့မုန်းတက်လို့ရှိတယ်လို့ကျွန်မတို့မိမတယောက်ကိုလည်းချက်တက်လို့ရှိတယ်လို့မုန်းတဲ့လူတွေရှိမှာပဲ။ဆိုတော့ချက်တက်လူကချက်တက်လျောက်ကျွန်မပါစေချမ်းသာပါစေမဘူးတူလေးအန်ဒီရဲ့ကင်းပေးရှင်ပါစေဆူတောင်းပေးမယ်မေတ္တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဒါတွေကိုကျွန်မကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျွန်မကိုဘယ်သူလာပြပြကျွန်မသိခင်လိုက်တယ်။ဆိုတော့ အဲ့ ND တယောက်ကျွန်မပြောတယ်ကျွန်မသိခံလိုက်တယ်ဆိုတော့အဲ့ ND ကျွန်မအကြောင်းပြောတယ်ကျွန်မပြန်မပြောဘာလို့ဆိုတော့ကျွန်မသူမရမှာကိုရင်လုံးနဲ့ကျွန်မဘသူကိုဆိုသိခံတယ်သိခံရတဲ့အကြောင်းရင်းဒီချက်တယ်လို့ရှိတယ်လို့မုန်းတယ်လို့ရှိမှာပဲကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တယ်သူရှိတယ်လို့မုန်းတယ်လို့လည်းရှိမယ်အဲ့အတွက်ကျွန်မသိခံတယ်နောက်တစ်ခါအဲ့ ND ကပဲကျွန်မကိုထပ်ပြီးပြောတယ် ဖြတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါတယ်အကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေတည်းကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမနဲ့ပြည်လဲမှုရသွားတယ်ပြဿနာကအဲ့ဒီ ND ကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖယ်နေ AI အကြောင်းဒါဒီအကောက်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျမပြောထားပါတယ်ဆိုပြီးပြောလိုက်တော့သူနဲ့ကျမနဲ့ပြည်လဲမှုရသည်အဲ့ပြဿနာပြီးသွားပြီထင်တာဟုတ် အဲ့ဒီ anti နဲ့ခင်းတဲ့နောက်တဲ့ anti တယောက်က အတော်တယောက်ကဒီပြဒနာကိုအစာဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအောက်တုဆိုအစိုးရအောက်တုလို့မပြောဘဲနဲ့ဒီ anti ကကျမကိုပြောရမှာကျမကအောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအောက်တုပါဆိုတော့သူတို့မတိုင်ငယ်ရင်းနေကကျမပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပသက်အရင်လုံးရန်လာရှာတဲ့အတေနဲ့ကျမလည်းပြေးလဲသွားပြီပြဒနာကအေးအေးဆေးဆေးပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမကိုလာပြီးထပ်ပြီးပြဒနာရှာတယ် ကျမနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လောက်ရက်တယ်ပေါ့သူတို့ကငါရင်မျိုးသားရေးလုပ်ခင်တာပဲငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျမခုနှစ်တန်းရှစ်တန်းအကြောင်းသူဘဝရဲ့ကသူတို့ကမျိုးသားရေးလုပ်ခဲ့တယ်လို့ဆိုတော့လေးစားတမှုလေး ਨੇ ကျမအမြဲတမ်းလေးစားတယ်ကျမရှိမှသူ့မကောင်းကြောင်ဘယ်သူလာပြောပါစေသူ့ကောင်းကြောင်ပဲကျမပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားအခုတော့ကျမထင်ထားတဲ့အထင်ကြီးတဲ့စိတ်တက်တွေနဲ့တကယ် အတွင်းစိတ်တက်ကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်เนาะဆိုတော့ထားလိုက်တော့ကျွန်မပုဂ္ဂိုလ်ကြီးတိုက်ခိုက်တယ်ကျွန်မအတေဖြစ်တယ်ကျွန်မတိခတ်လိုက်တယ်ကျွန်မတိခတ်ပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြဿနာတခါအစပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြဿနာရေပေါ်မှာကျွန်မရှင်ဝဲဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ဦးလိုရစ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စတွေကငါသူတပါဘသူတွေအကျိုးရှိတယ်လေဘသူအတွက်အကျိုးမြတ်ရမလဲရွေချက်ကပါလေ အရန်ပေါ်လာပြီးအရန်တည်တာထင်ရှားနေတယ်။ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျွန်မကဘုမာတပတ်ပေါက်တယ်ထားပါလိ။ကျွန်မဒီဘရမတောင်းကြံပြီးကျွန်မကိုအသေးပြတ်မှုတယ်ကျွန်မသိခံပါတယ်။ဒီနေ့ကျွန်မပြောတဲ့ဇာတ်ကနောက်ဆုံးပါ။ဒီနေ့ကျွန်မဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျွန်မသိခံလိုက်ပါတယ်။တိုးတော့ဒီနေ့ဒီနောက်နေ့ဇန်ကဂျွန်ရှိရနေရှိရနေနောက်ပိုင်းကျွန်မရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးပြတ်မယ်ဆိုရင် ကျမတိခံမှုတိုင်းတာကုံသွားပါပြီရှင်။ကျမတို့အခုနမေနမေကြောင်းအောင်ပွင့်ပြောင်းကိုကကိုအောင်နေမကောင်းပြန်စကားပြောတာအစ်မပြေ။ကျမကိုပေးပြန်ဖြစ်နေရနော်။ကျတော့ကိုကကျမတို့နမေပြန်အောင်တိတ်ခါချောင်းအောင်ကျမပုပ်ပွေရရတိုက်ခိုက်တယ်။ကျမတိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမအသိဉာဏ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တည်ပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြီးပါပြီသို့တော့နောက်နောက်ဒီနေ့ 2025ခုနှစ်ဇွန်လ10ရက်နေ့ဒီနေ့ရနောက်မှာကျွန်မအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင် ကျွန်မသိမခံပါဘူးအတေးဖြတ်မှုတည်အတေးဖြတ်မှုပုံမှာ၄ကိုကိုပုံမှာ900ရရေးရေးပိုင်ပါတယ်အာမခံရပါတယ်ဆက်တွေ့ပြီးပုံမှာ66ကြာကြီးရေးရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကို social media မှာလူမှုကွန်ရက်မှာ အသေးရေဖြတ်လို့ရှိရင် ပုံမှန်လေးကိုကို900နဲ့66ကြာကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူး ထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးဆက်သွယ်ရေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူးအောင်မခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်တာဘယ်ပါစေနဲ့မဖြစ်စေချင်ပါဘူးရှင်နော်ကျမကနဲ့နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တည်းကိုစင်ကြင်ပြီကျမတီးခံလိုက်ပါတယ် DLA ပါဝင်သောတအောင်ပြည်ကောင်းစီကဖွဲ့စည်းလိုက်ပြီးယခုနှစ်အတွင်းတအောင်ပြည်ဒေါ်လာရေးအစိုးရတရက်ဖွဲ့စည်းတော်မူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့များနဲ့မန္တလေးတိုင်းအတွင်းမှာမိုးကုတ်အပါဝင်မြို့နယ်ပေါင်း၁၀နှစ်မြို့သိမ်းပိုက်ထားသော TNA အပါဝင်တအောင်းမြို့သားစုဖွဲ့များစုပေါင်း၍တအောင်းပြည်တော်လမ်းရေးကာလအစိုးရကို ဖွဲ့စည်းထူထောင်ရေးအတွက်တအောင်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရသည်တအောင်းပြည်တနေရာတွင်တအောင်းမြို့သားပါတီပလောင်ပြည်နယ်လွတ်မြောက်ရေးတအူး TNA နှင့် တအောင်ရက်ဖက်အစုဖွဲ့များပါဝင်သည့်နိုင်ငံရေးထိပ်သီးအစည်းအဝေးကို၃ရက်တိုင်ကျင်းပခဲ့ပြီးတောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကိုတအောင်ပြည်ကောင်စီအဖြစ်ပြောင်းလဲဖွဲ့စည်းကာတော်လန်ရေးတွင်ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနသို့ပြောကြားသည့်ဇွန်လ၁ရက်နေ့မှ၃ရက်နေ့ထိ၃ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတောင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကရေးဆွဲထားသည် တအောင်ပြည်တော်လံရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြကြောင်းတအောင်ပြည်ကောင်စီကိုတအောင်ပြည်တော်လံရေးကာလတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းဆောင်ရွက်ရန်တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရသည်လက်ရှိကတော့ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့အတိုင်းပဲဒီတော်လံရေးမှာကူပေါင်းပါဝင်သွားမှာဖြစ်ပါတယ်အဓိကကတော့တောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကနေထောက်အားဖြင့်ဒီအစည်းအဝေးကြီးကနေအားလုံးသဘောတူညီချက်တွေနဲ့ပြုပြင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်ဟု တောင်ပြီကောင်စီဤပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ်တည်ထင်ဌာနသို့ပြောကြသည်။နောက်နောက်ကျွန်မအကြောင်းကိုထပ်ပြီးအသေးစိတ်ဖြတ်မယ်ဆိုရင်ကျွန်မလုံးဝတင်းနေခံပါဘူးရှင်။ဆိုတော့အဲ့မှာလူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခနဲ့ကြတယ်။အခုခွတ်တော့ခွတ်တော့လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖမ်းတာကိုမဘူးတို့ဘာလို့မပြောတာလဲ။တချို့ကြတော့မဘူးတို့ကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေ။တချို့ကြတော့ကျွန်မက ဝတ်တောက်ဆိုင်ငယ်စီးနေတဲ့အတွက်ဝတ်တောက်ဆိုင်ငယ်တွေဖမ်းလာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျွန်မကိုဆွဆွဲတယ်။တကယ်တော့ကျွန်မကနှုတ်ပိတ်နေတာမဟုတ်ဘူး။ရှင်တို့ကနားတွေပိတ်နေတာ။အဲ့ဒီဝတ်တောက်လိုင်စင်မဲ့ကားတွေဆိုင်ငယ်တွေဖမ်းဆီးမှုကိုကျွန်မပြောထားပါတယ်။ကျွန်မကောင်းတယ်မှာဝေရှာကြည့်ပါ။ဆိုဥပဒေနဲ့ညီသွားရမယ်။နော်နိုင်ငံတော်အခွင့်အရေးနဲ့နားရတယ်။ဒါကြောင့်မလို့လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖမ်းတာကောက်နေအပ်ပြီ။သို့တော့လိုင်စင်မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေ တိုင်းပြည်အတွက်ခုံမှုတွေအများကြီးနှနာပါတယ်။လိုင်းစင်မဲ့ဥပဒေမဲ့မြရားသတ္ထုတူပေါ်မှုတွေရွှေလုတ်ွက်တွေကြောက်စိမ့်လုတ်ွက်တွေတိုင်းရင်သားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်။ကျောင်းတက်တွေဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသဘာမျိုးသားဝင်ရင်ဘေးမဲ့တော့တက်တွေကိုနှစ်ချုပ်တက်ပင်တွေကိုပါသုံးလုံးတွေကခိုးယူရောင်းချထိုးလုံနေတဲ့အတွက်တက်တော့ area ရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှစ်ချုပ်တက်ပင်အကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူးနကားအဖွဲ့ကကောင်ကိုတိုင်းက ဖုန်းနဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့ချင်းချင်းဟိုမှာခြားပြထားတာလေးရှိရဲ့မဟာမြန်ပြေးမဲ့တော့မှဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျုံးတတိအဲ့မှာရှိတဲ့အင်းပင်းကရိုးတွေလာမသိဘူးအဓိကရောင်းချနေကြတယ်အဲ့ဒီလိုမျိုးလိုင်စင်မဲ့တစ်ထုတ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွန်အမှုတွေအများကြီးနှင်းလာပါတယ်တော့လိုင်စင်မဲ့ကားတွေဆိုင်ငယ်တွေဖန်ဆီတို့လိုအေးအေးယူတို့လိုဒါမျိုးတွေကိုလည်းအေးအေးယူပေးနေကြပါတယ်နောက်တစ်ခုကဖားကဲမှာ ချီခွေမှာရှေ့ရက်ကချီခွေမှာရေကြီးတော့အဲရေကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေရှားတဲ့လူတူပေါ့မှုရွှေလုံးကွက်တင်နော်ချောင်းဆိုင်လုံးကွက်တင်အဲ့ဒီအကြောင်းလည်းကျွန်မပြောပြပါတယ်နော်ဆိုတော့လိုင်စင်မက်ကားရေလိုင်စင်မက်ဆိုင်ငယ်တွေဖန်စီရေးယူသလိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်စီရေးယူသလိုအဲ့ဒီလိုလိုင်စင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ငွေနဲ့နာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ဖြည့်ရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်ရှင်တို့တွေနားလည်နေလို့မကြတာဖြစ်နေတယ်နော်ဆိုတော့ ကျမကဝက်တော့ဆိုင်ငယ်စီးနေလို့ကျမကနှုတ်ပိတ်နေရကြမဟုတ်ပါဘူးနောက်တစ်ခုကကျမဘာလို့လုပ်လဲဆိုတာကိုကျမကညဘာလို့လုပ်ပြီးတော့ဟိုထမင်းထမင်းစားနေလဲပေါ့နော်ဘာမှမလုပ်ဖဲနေတချို့ကကျမကအငြင်းကျမဆိုင်ငယ်ဘေးရွက်တွေအငှားချထားတယ်ဆိုတာကျမ YouTube မှာတင်းနေကျမ YouTube ကလူတွေတော်တော်များများတီးတယ်တီးလို့လည်းပဲကျမကဆိုင်ငယ်ဘေးတွဲတွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာနော်ဆိုတော့ကျမမဘူးတို့ဘာလို့လုပ်လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲ အိမ်ထဲမှာထိုင်နေရင်းနဲ့တောင်မှဘယ်နားမှာဘသူအသက်ခံလိုက်ရပြီဟိုနားမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့များတည်နေကြနေရတာဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါတယ်ဒါကြောင့်ကျမအပြင်ထွက်ပြီးလုံးမလုပ်ဘူးအလုံးမလုပ်ပဲဘုရားပဆန်နဲ့ထမင်းစားရတယ်ကျမဆိုင်ကယ်ဘေးတွဲတွေအငှားချတာရယ်ဆိုင်ငယ်တစ်စီးကို၄တောင်ဆိုင်ငယ်တစ်စီးကိုတစ်ရက်ကို၄တောင်နဲ့၁၄စီးတစ်ရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွက်ကြည့်ပါ မင်းဆိုင်ရဲ့ဆက်လေးဒီတပြိုင်တည်းဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြောရဲတော့ကျမမရှိနေတဲ့ရွှေတုံးငွေစအကုန်စုပြောင်းချတာဆိုင်ငယ်6စီပဲဝင်နိုင်တယ်အဲ့ဒီ6စီကနေပြီးကျမရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကြုံမှာကျမဆိုင်ငယ်ဆက်လေးကြီးရတယ်ဆိုင်ငယ်ဆက်လေးကြီးရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်နော်ဘာလုံးမှလုံးရှာမလို့ပဲကျမဝင်ငွေ9000ရတယ်ဟောဆိုတော့အခု ကိုတောက်ဆိုင်ငယ်ဖန်းတော်မယ်ဆိုတော့မကုတ္တုထမင်းဦးတော့ရိုက်ကွဲတော်မှာပဲဆိုပြီးတော့အာရဝိုင်းသားမပြောကြနဲ့အဲ့ဒီဆိုင်ငယ်ဘေးရွက်ကြီးအကုန်လုံးရောင်းပြီးတော့ကျမကားဒင်းစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားစစီးကို installment နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျမကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျမမဖုန်းနှလုံးရှိရဲ့အခုပြောနေတဲ့ဖုန်းပြင်ကျမမတက်ဘလက်ဖုန်းတစ်လုံးရှိရဲ့အဲ့ဒီဖုန်းကိုကျမငှားထားတယ်။ဘလို့ငှားရလဲဆိုတော့เนาะဟာ၆တိခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင် သူကြရဲ့အကွက်တိုင်းရှိရတာ6တက်6တက်ပုံစံ6တက်လို့ခေါ်ရကျမတို့ရှင်မှာအန်စာတုံးလေးနှိမ့်တာအဲ့ဒါငားတာကတပွဲကို900သူတို့ဆိုရတပွဲကို1500ဆိုတော့ပြန်မြတရဝင်ကို1000မနေ့ကဆိုရင်1000တောင်ရတယ်တရက်ကိုအနည်းဆုံး1000ရပါတယ်เนาะတရက်ကိုအနည်းဆုံး1000ရတယ်ကျမရဲ့အသုံးစရိတ်မနေ့စာ2000ကျမလက်ပြေးတောက်တယ်2000 ဝင်ငါစာလေး1900ပဲကုန်တယ်ဆိုတော့မနက်စာ30 2000နေ့လယ်စာထမင်းစားတာ9000အဲ့9000ချက်မစားဘူးเนาะကျမစိုင်းမှာစားတာ9000ညစာထမင်းစားရဲ9000ဆိုတော့ဒီနေ့သာအတွက်ထမင်းစီကျမ30က12000ပဲရှိပါတယ်အဲ့တော့အဲ့12000ထမင်းစိတ်ကိုကျမဘာမှပူစရာမလိုပဲနဲ့အဲ့ဒီဖုံးငါခါရတဲ့ဒီတဲ့ကျမရပါတယ်။နော်ဆိုတော့ဘာအရန်နေစိတ်ဝင်စားနေတဲ့လူတွေရှိတယ်လေကျမဖြည့်ပေးလိုက်ပါတယ်။ဆိုတော့တပုတ်ဦးလုံးနိုင်တဲ့ရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်တည်ညစ်ပါတယ်လို့။မနေ့က ။ဒါမှမဟုတ်အခုတယောက်ပြောထားတာတွေ့လိုက်တယ်။အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းလက်ရှိမှာပြည်သူဆဲလို့တို့လို့ဖန်ဆီးခံရပါ냐ရှိတယ်။ဟာတူဦးလည်းဗာရလိုက်လို့မင်းရင်နဲ့တူနောင်သားတွေရပါတယ်။ဆိုတော့မကုတုလည်းလို့ပဲမကုတုနေပါတယ်ရလိုက်တယ်။ဟုတ်ကဲ့ကျမနောင်သားတွေရလိုက်ပါတယ်ရှင်။ကျမနောင်သားတွေရပါတယ်။ကျမကလေနံပါတ်1ကျမအသက်ကိုရင်းပြီးလောက်ရတာ။အသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောနေနေတော့ကျမအသက်တင်လာတော့မဟုတ်ဘူးကျမမိဘအရောပါကျမကပေးဆက်ထားတာ ကျွန်မမိဘရောကကျွန်မပေးဆက်ထားတယ်ကျွန်မမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလက်ရက်နဲ့ကျွန်မတို့ရှင်ဝဲကွဲနေရတယ်တချို့ညီပေးတွေဆိုကျွန်မတို့ပြောတယ်မိမိမကိုယ်တိုင်ကနင့်ကိုတာတမီဆိုင်ရင်မသွေးမဲနဲ့မိမိဘကိုယ်တိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြတယ်ကျွန်မရင်ရင်ထဲမှာနှင်းနေအောင်ခံစားရတယ်ကျမမမိဘနှစ်ပါးတက်ရှိထင်ရရှိပါလေကျမစင်ကွဲကွဲနေပြီကျမအခုလိုတွေလုပ်တဲ့အတွက်ကျမမိဘတွေနဲ့ကျမဝေးနေပြန်နော် ကျွန်မမိဘကိုယ်တိုင်ကကျွန်မကိုဆုံးပြစ်ထားတယ်။နော်ဆိုတော့ကျွန်မပေးဆက်ထားတာကကျွန်မဘွားကျွန်မသက်ကျွန်မမိသားစုကျွန်မမိဘဒါကကျွန်မတည်းမဟုတ်ဘူးကျွန်မထင်တယ်ကျွန်မတို့လူတွေအကုန်လုံးအဲ့ဒီလိုပဲပေးဆက်ထားရတယ်ထင်တယ်။ဆိုတော့ကိုယုံကြည်ကကိုလို့ကိုလို့တယ်ကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုလို့ကိုတမိုင်းကိုရေးကိုဖြစ်ကိုခံဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုတမိုင်းကိုရေးပြီးကိုဖြစ်ကိုခံနေတဲ့အချိန်မှာ ဘေးကနေဝိုင်းပြီးတော့ရင်းနဲ့သူကအခုထိုးရမလို့ဘူး။စူဂျီဝိုင်းလုံးပို့လည်းမလို့ဘူး။ကျမလည်းဘသူ့ကိုမှရင်းနဲ့သူသွားပြီးဝါကူမထိုးခဲ့ဘူး။ကျမဘသူ့ကိုမှလည်းစူဂျီဝိုင်းမလောင်ခဲ့ဘူး။ဒါကျမရဲ့စိတ်တည်းနဲ့ကျမရဲ့ခံယူချက်။ဆိုတော့အဲ့ဒီလိုပဲမဘသူရဲ့နေကုလို့ဘောမှနေတာနဲ့ဘာရလိုက်တယ်။ဟုတ်ကဲ့ကျမနောင်နာတွေအများကြီးရပါတယ်ရှင်။နော်။ကျမပိုင်ရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်။နော်။ဒီမကောင်းတာကြားထဲမှာပြောရတာမောပါတယ်ရှင်။